ဘာသာရေးရရေးချင်ရဟုတ်ရင်ကလေးရတိုင်းအသက်ဆက်ဆောင်နေကစပြီးတော့ဥပုသ်ဆောင်လဲဘာဖြစ်လို့လဲဆိုတော့အမေကဥပုသ်ဆောင်ခေါ်ခေါ်သွားတာဟုတ်ငယ်ငယ်ကလေးရတိုင်းအဲ့တော့အသက်ဆက်ဆောင်နေကလေးရတိုင်းဥပုသ်ဆောင်ချင်ဆောင်ချင်မဆောင်ချင်ဆောင်ချင်လိုက်ဝါရတယ်အမေနဲ့ရှုနိုင်တယ်ဆိုတော့တိုးစားနေတော့မှအများကြီးမလုံနိုင်သေးပါဘူးဟုတ်အင်ဂျင်နာတရားထိုင်ရင်တနားရီလောက်ကြာလဲဘယ်နှမိနစ်လောက်ကြာအောင်ထိုင်နိုင်ပြီလဲတနားရီလောက်ပဲထိုင်နိုင်သေးတယ်ဆက်နေဆိုတော့ရောက်တဲ့နေ့မှာရောပါလားဘယ်လိုပြောရမလဲအလုံးခဲရဲလို့တော့မဟုတ်ပါဘူး ေးအရာမစွန်းတော့အလွန်ကဲမဟုတ်ပါဘူး။ကံကံကြီးကျတော့ယုံပါတယ်ဟုတ်။ဒီနေ့ကတော့ဒါကြီးတို့ဒါဟိုတရားဝဲမှာပေါ့နော်ဒါအချိုရင် ူတန်းပေးရဖြစ်ပါတယ်ဟုတ်လူ900သာလောက်ထားတယ်ဟုတ်တရားဝဲမှာဆိုတော့ပို့ပြီးတော့ကောင်းတာပေါ့နော်အရေးကြီးကအရင်ကလေးကညမာနေကလေးရတယ်အဲ့လိုတရားဝဲတွေမှာဆိုအသင်းတွေဝင်ထားရလေဒီကြာမြေနဲ့တရားဝဲတွေဆိုရင်မြေသွားနာဖြစ်တယ်အဲကျွန်တော်မှဆိုရင်ကျွန်တော်သာသနာ့ရကိတာအသင်းထဲမှာရေကြီးကအသင်းဝင်တယောက်ပါဟုတ်ချမ်းဆက်လို့ပြောရမှာပေါ့ဒီကြီးလဲညောင်ဆယ်ပင်ကုတတော်မှာဝင်ဖြစ်နေရပေါ့နော်ဟုတ်ကျူစာအထုတ်တော့မှာရှင်ဟုတ်ဝေးပါသေးတယ် ဟိုစိတ်တော်အေးချမ်းသွားတာပေါ့နော်ဟုတ်ရေကြီးကဟိုရန်နာသုံးပါအောင်မြှုပ်ထိတ်ထားတယ်မမိပါဆရာမမေဘူးအဲ့လိုမျိုးတော့အများရန်စိတ်ထဲမှာရှိရဲအဲ့ဒါကြောင့်လည်းဖြစ်မယ်လို့ထင်ပါတယ်ဟုတ်သဘောကျပါတယ်အမေပေးထားတဲ့နာမည်ဆိုတော့ ဟုတ်ဟေးဇင်းနာမည်ခေါ်လိုက်တာနဲ့အလုံးရဲ့ဇင်းထဲမှာအေးဇင်းသွားအောင်ပြီးတော့ဒီကုတော့မရှိပါဘူးဟုတ်ကိုကိုနာမည်ကိုကလို့သူများတွေအေးဇင်းနေမယ်ကိုကကုသိုလ်ရတယ်ပေါ့ရှင်ဟုတ်ဒီဒါလေးပထမဆက်လေးဆိုတော့ရောင်းတဲ့လက်မှာရောပါလားဘယ်လိုပြောရမလဲအလုံးအခဲရဲ့လို့တော့မဟုတ်ပါဘူး ဘယ်အရာမစွန်းတော့အလွန်ကဲမဟုတ်ပါဘူး။ကံကံကြီးကျတော့ယုံပါတယ်ဟုတ်။ဘာသာရေးရရေးကြဟုတ်အရင်ကလေးအတိုင်းအသက်ဆက်ဆောင်လေးကစပြီးတော့ဥပိုလ်ဆောင်တယ်။ဘာဖြစ်လို့လဲဆိုတော့အမေကဥပိုလ်ဆောင်ခေါ်ခေါ်သွားတာဟုတ်ငယ်ငယ်ကလေးအတိုင်းအဲ့တော့အသက်ဆက်ဆောင်နေကလေးအတိုင်းဥပိုလ်ဆောင်ချင်ဆောင်ချင်မဆောင်ချင်ဆောင်ချင်လိုက်ဝါရတယ်အမေနဲ့။အဲ့ကလေးအတိုင်းရေးကြတရားနာတယ်။ကုရီစေးတယ်။အားအားကြီးလုပ်ဖြစ်ပါတယ်။ဟောဒီလိုကဆိုတော့ဒါ ကျောက်ပလောင်းမှာဆိုတော့သုံးစုတန်းဝိပဿနာလို့တရားတနေ့ကိုရှစ်ချိန်ထိုင်ရတယ်ပထမစပြီးတော့ထိုင်တော့မထိုင်နိုင်ဘူးလေနော်ညောင်းတာနဲ့ကျင်းတာနဲ့ငလုံးရဖွင့်လိုက်ပြန်ပိတ်သွားလိုက်အဲ့လိုတွေတော့ခဏခဏပြီးတော့ဖြည်းဖြည်းတော့မင်းတင်းနေအောင်တော့လုပ်ရတာပေါ့နော်ဥစဉ်ဒီတော့ အများကြီးတော့မသိသေးပါဘူးဒါပေမဲ့သိအောင်စ조사နေပါတယ်ဟုတ်ဟုတ်ကဲ့ပါဒီကတရားထိုင်ရင်တနားရီလောက်ကြာလဲဘယ်နှမိနစ်လောက်ကြာအောင်ထိုင်နိုင်ပြီလဲတနားရီလောက်ပဲထိုင်နိုင်သေးတယ်ရှုနိုင်တယ်ဆိုတော့အဲ့စ조사နေတော့မှအများကြီးမလုံနိုင်သေးပါဘူးဟုတ်ဒီလိုမျိုးလူကတော့ဒီလိုရန်ကုန်မှာတော့ဒီတရားဝဲတာပထမအဆုံးဂျုံမှုတာပါပီတိလေးဖြစ်ရပါတယ်အားလုံးကလည်းအအတူတူဒီလူလာကြတဲ့အမတွေကလည်းတရားပွဲလာကြတဲ့လူတွေကလည်းအဲ့လိုနှုတ်ဆက်ကြတယ်ခင်ကြတယ်ချစ်ကြတယ်ဆိုတော့လေဗီဒီယိုလေးဖြစ်ပါတယ်ဟုတ် အားလုံးပဲဒီလိုနဲ့အတူတူကုသိုလ်တွေထပ်တူရပါစေလို့ဆုတောင်းပေးပါတယ်အားလုံးပါ